အားလုံးမင်္ဂလာပါဒီ channel ကတော့ Grade 9တင်ချာတရွတ်တွေကိုတင်ချာပြီးမဲ့တော်ရေးဆန္ဒကျော်ပဲဖြစ်ပါတယ်ဒီနေ့ဒီချင်တင်ပြပေးမယ့်သင်ကန်းစာကအခန်းရှစ်အစုများဆိုတဲ့ခေါင်းစဉ်မျိုးဖြစ်ပါတယ်။ဒီသင်ကန်းစာမှာဆိုရင်8.4အစုပိုင်းများ သူညီတော်အစုများ8.5အစုလုံထုံးများ8.6ခြားပိုင်းများ intervals လေ့ကျင့်ခန်း8.4 8.5 8.6တို့ပဲပါဝင်ပါတယ်။ရည်ရွယ်ချက်ကတော့အစုရည်သိပ္ပံကိုလေ့လာသိရှိရန်အစုပိုင်းအစုများ၏သူညီပုံအကြောင်းကိုလေ့လာသိရှိရန်ကြားပိုင်း intervals အကြောင်းကို နားလည်သဘောပေါက်စီရင်ရည်ရထားပါတယ်8.4အစုပိုင်းများသူညီတော်အစုများ8.4.1အစုပိုင်းများ subsets အစု A ရဲ့အစုဝင်တိုင်းဒီအစု B အစုဝင်ဖြစ်နေရဆိုရင်အစု A ဒီအစု B ရဲ့အစုပိုင်းဖြစ်တယ်လို့ဆိုလိုပါတယ် ဒီအကြောင်းအရာကိုသင်္ကေတအဖြစ်ဒီချေပြထားတဲ့အတိုင်းရေးရပြီးတော့ A ဒီ B အစုပိုင်းဖြစ်ဒီကို A ဆက်ဆက် B လို့ဖတ်ပါတယ်။မှတ်ချက်အနေနဲ့ကမြည်ဒီအစု A အတွက်မဆိုအစု A ကယင်းအစု A ကိုယ်တိုင်ရဲ့အစုပိုင်းပဲဖြစ်ပါတယ်။သင်္ကေတအဖြစ် A ဆက်ဆက် E ဖြစ်ပါတယ်။ ဗလာအစုမှာဆိုရင်အစုဝင်မရှိပါဘူးဗလာအစုကအစုတိုင်းရဲ့အစုပိုင်းဖြစ်နေပါတယ်ဒါကြောင့်မလို့တင်ကြတာအဖြစ်မိဒီအစု A အသွက်မဆိုပိုင်း subset A လို့ရေးပါတယ် SD အစု A ရဲ့အစုဝင်တစ်ခုဖြစ်တယ်ဆိုရင်တော့ A subset A ဖြစ်ပါတယ်အခြေအနေတစ်ခုမှာစဉ်းစားတော့အစုအလုံးက၁၆ဗလာအစုရဲ့အစုပိုင်းများဖြစ်ပါတယ်ဥပမာတစ်အနေနဲ့ A equal to ABC B equal to ABCDE A ဆိုတဲ့အစုထဲမှာ ABC ဆိုတဲ့အစုဝင်တွေပါနေ B ဆိုတဲ့အစုထဲမှာကျတော့ ABCDE ဆိုတဲ့အစုဝင်တွေပါနေပါတယ်အစုရဲ့အစုဝင်တိုင်းကအစု B ရဲ့အစုဝင်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ A subset B ဖြစ်ပါတယ်။ဥပမာနဲ့ B ဆိုတဲ့အစုဝင်ထဲမှာ1 2 3 4ပါနေပြီးတော့ Q ဆိုတဲ့အစုထဲမှာတော့1 3 5 7 9ဆိုပြီးတော့ပါနေပါတယ်။ အစု B ရဲ့အစုဝင်2ဒီအစု Q တွင်မပါဝင်တဲ့အတွက်ကြောင့်မလို့ P ကအစု Q ရဲ့အစုပိုင်းမဟုတ်ပါဘူးဒါကြောင့်မလို့သင်္ကေတအဖြစ်ဒီချက်ပြထားတဲ့အတိုင်းရေးရပြီးတော့ P က Q ရဲ့အစုပိုင်းတစ်ခုမဟုတ်ဆိုတာကို P is not a subset of Q လို့ဖတ်ပါရင်ဥပမာ3 1 2 3ဆိုတဲ့အစုဝင်တွေပါဝင်နေတဲ့အစုမှာရှိတဲ့အစုပိုင်းတွေကိုရေးခိုင်းထားပါရဲ့ဒါဆိုရင်1 2 3မှာပါနေတဲ့အစုပိုင်းတွေက one ဆိုတဲ့အစုကလည်း one two three ဆိုတဲ့အစုပိုင်းဖြစ်နေတယ်။ two လည်းဖြစ်တယ်။ပြီးရင် three ဖြစ်ပါရဲ့။ပြီးရင် one နဲ့ two နဲ့ပါနေတဲ့အစုကလည်း one two three ရဲ့အစုပိုင်းဖြစ်တယ်။ပြီးရင် one နဲ့ three နဲ့ပါနေတဲ့အစုက one two three ရဲ့အစုပိုင်းဖြစ်တယ်။ပြီးရင် two နဲ့ three နဲ့ပါတဲ့အစုပိုင်းကလည်း one two three ရဲ့အစုပိုင်းဖြစ်ပါရဲ့။ပြီးရင်တော့ one two three ဆိုတဲ့အစုကိုယ်တိုင်ကလည်းသူ့ရဲ့အစုရဲ့အစုပိုင်းဖြစ်နေပါရဲ့။ပြီးရင်ဒီချက်တို့ကဘလာစုပိုင်းကလည်း one two three ရဲ့အစုပိုင်းဖြစ်ပါရဲ့။ဥပမာလေး ဖြီဆိုတဲ့စုထဲမှာ15379ဆိုပြီးတော့ပါပါတယ်။ Q ဆိုတဲ့စုထဲမှာတော့13579ဆိုပြီးတော့ပါပါတယ်။ဒါကြောင့်မလို့အစုပင်ရဲ့အစုဝင်တိုင်းကအစု Q ရဲ့အစုဝင်ဖြစ်နေပြီးတော့အစု Q ရဲ့အစုဝင်တိုင်းကအစုပင်ရဲ့အစုဝင်ဖြစ်နေပါရဲ့ဒါကြောင့်မလို့ P ထဲမှာ Q ပါနေပြီးတော့ Q ထဲမှာလည်း P ပါနေတဲ့အတွက်ကြောင့်မလို့ P subset Q နဲ့ Q subset P ဖြစ်တယ်လို့ပြောပါရဲ့8.4.2အစုများတူညီခြင်း အစုတစ်ခုတွင်ပါဝင်သောအစုဝင်များကအခြားအစုတစ်ခုပေါ်မှာပါဝင်နေတဲ့အစုဝင်တွေနဲ့အချင်းချင်းတူညီနေရဆိုရင်ဒီစုနှစ်ခုကိုတူညီရလို့ဆိုလိုပါတယ်။ဥပမာတဲ့အနေနဲ့ xyz အစု xyz နဲ့ဒီတမ yz x ဆိုတဲ့အစုနှစ်ခုမှာပါဝင်တဲ့အစုဝင်တွေကြီးတဲ့အခါမှာအစုဝင်တွေက xyz ပဲဖြစ်နေပါတယ်။ဒါကြောင့်မို့ဒီအစုနှစ်ခုကတူညီနေကြပါတယ်။ဥပမာနဲ့ဥပမာနဲ့မှာပေးထားတာက a ဆိုတဲ့အစုထဲမှာ1 square 2 square 3 square 4 square 5 square ဆိုပြီးတော့ပါပါတယ်။ b ဆိုတဲ့အစုထဲမှာတော့1 4 9 16 25ဆိုပြီးတော့ပါပါတယ်။ဒါဆိုရင် a ထဲမှာပါဝင်နေတဲ့အစုဝင်တွေကြီးလိုက်တဲ့အခါမှာ တစ်ဝမ်းကနေစတဲ့နှစ်ထပ်ကိန်းတွေဖြစ်နေပြီးတော့ဘီမာပါဝင်နေတဲ့အစုဝင်တွေကြီးလိုက်တဲ့အခါမှာလည်း1ဆိုတာ1 square 4ဆိုတာ2 square 9ဆိုတာ3 square ဆိုတဲ့အတွက်ကြောင့်မလို့1ကစတဲ့နှစ်ထပ်ကိန်းတွေပဲဖြစ်နေပါတယ်။ဒါကြောင့်မလို့ A ဆိုတဲ့အစုနဲ့ B ဆိုတဲ့အစုကတူညီနေကြပါတယ်။မှတ်ချက်အနေနဲ့က a equal to b ဖြစ်တယ်ဆိုရင် b subset a နဲ့ a subset b တို့ကအပြန်အလှန်အဖြစ်မှန်ကြပါတယ်။၄ချင်းကန်8.4 ံပါတ်၁အောက်ပါဖော်ပြချက်များတွင်မြည်ဒီတို့သည်မှန်၍မြည်ဒီတို့သည်မှားသည်။နံပါတ်ကကြီးမှာဆိုရင် C belongs to CFG ဆိုပြီးတော့ပေးထားပါတယ်။ C ဆိုတဲ့အစုဝင်လေးက CFG ဆိုတဲ့အစုထင်မှာပါနေပါတယ်။ဒါကြောင့်မလို့မှန်ပါတယ်။နံပါတ်ခကွေးမှာ A ဆိုတဲ့အစုကလေးက ABC ဆိုတဲ့အစုရဲ့အစုပိုင်းဖြစ်တယ်လို့ပြောထားပါတယ်။ဒါဆိုရင်လည်းမှန်ပါတယ်။နံပါတ်၆ငယ်မှာဆိုရင် အစုအေကအစုအေရဲ့အစုပိုင်းဖြစ်တယ်လို့ပြောထားပါတယ်။ဒါဆိုရင်အစုကသူ့ရဲ့အစုပိုင်းဖြစ်တယ်ဆိုတာမှန်ပါတယ်။နံပါတ်ကကြီးမှာဆိုရင်0.1ဆိုတဲ့အစုက0.1.2ရဲ့အစုဝင်ဖြစ်နေရလို့ပေးထားပါတယ်။ဒီနေရာမှာဆိုရင်ဒီချက်တို့က0.1ကအစုဝင်မဟုတ်ပဲအစုအနေနဲ့ပေးထားရဆိုတဲ့အတွက်ကြောင့်ဒီချက်တို့ကိုအစုဝင်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးကမှားပါတယ်။ နံပါတ်5မှာဆိုရင်တော့ xyz ဆိုတာက xy အစုပိုင်းဖြစ်နေတယ်လို့ပြောထားပါတယ်။မှန်ကန်တော့ xy ကမှ xyz အစုပိုင်းဖြစ်တာပါ။ xyz ဆိုတဲ့အစုပိုင်းမှာ z မပါဝင်တဲ့အတွက်ကြောင့်မလို့ teacher တို့ကမှားပါတယ်။နံပါတ်6မှာဆိုရင်တော့ a = h/x²+x-0 ဆိုတဲ့အဆူလေးကိုပေးထားရယ် b ဆိုတဲ့ဆူထဲမှာတော့ -3,2 ဖြစ်တယ်လို့ပေးထားရယ်ဒါဆိုရင် a ဥကွဲတူ b ဖြစ်သလားလို့ပြောထားပါတယ်ဒါဆိုရင် a ထဲမှာပါဝင်တဲ့အဆူဝင်တွေကိုသိဖို့အတွက်ဆိုရင် x²+x-6 0ဆိုတဲ့ မိမြချင်းတို့အရင်ဖြင့်ရှင်းပြရပါမယ်။ဒါဆိုရင်ဒီချက်တို့ကစာဖွဲ့ခင်းခွင့်လိုက်တဲ့အခါမှာ x+3 သကွင်း x-2 သကွင်းဆိုပြီးတော့ရပါတယ်။ဒါဆိုရင် x+3 ဆိုတာ0နဲ့ညီမယ်။ဒါမှမဟုတ်ရင် x-2 ဆိုတာ0နဲ့ညီမယ်။ဒါကြောင့်မို့ x ရဲ့အဖြေက -3 ဒါမှမဟုတ်ရင် x ရဲ့အဖြေက2ရပါတယ်။ဒါဆိုရင် a ဆိုတဲ့အစုထဲမှာပါဝင်နေတဲ့အစုဝင်တွေက -3 နဲ့2နဲ့ဖြစ်ပါတယ်။ဒါဆို b ဆိုတဲ့အစုထဲမှာလည်းပါဝင်နေတဲ့အစုဝင်တွေက -3 နဲ့2ဖြစ်နေတဲ့အတွက်ကြောင့်မလို့ a=b ဖြစ်ပါတယ်။ပုံစံတူ လေးချင်းငယ်8.4ကကျန်တဲ့ပုံစံကြီးကိုတွေ့ကြည့်ပေးပါနော်8.5အစုလုံထုံများ8.5.1အစုများဖြတ်ချင်းအစု A နဲ့အစု B နှစ်ခုလုံးမှာပါနေတဲ့ဘုံစုဝင်အလုံးနဲ့ဖွဲ့စည်းထားတဲ့အစုကို A နဲ့ B ဖြတ်ချင်းဖြင့်ရရှိတဲ့အစုလို့ခေါ်ပါတယ်သင်္ကေတအားဖြင့်တိချေပေးထားတဲ့အတိုင်းလေးရေးပြီးတော့သူ့ကို A intersection B လို့ဖတ်ပါတယ် A intersection B ဆိုတာကဒီချေတော့ x belongs to A နဲ့ x belongs to B ဖြစ်ပါတယ်။ဥပမာတဲ့အနေနဲ့ A equal to 1 2 3 4 5 6နဲ့ B equal to 4 5 6 7 8ဖြစ်တယ်ဆိုရင် A intersect B ကိုရှာခိုင်းတာပါတယ်။ဒါဆိုရင် A နဲ့ B နှစ်ခုလုံးမှာ ပါဝင်နေတဲ့အစုအယိုကိုရှာပါမယ်။ဒါဆိုရင် a equal to 1 2 3 4 5 6 b equal to 4 5 6 7 8မှာ a ဆိုတဲ့အစုထဲမှာ b ဆိုတဲ့အစုထဲမှာပါဝင်နေတဲ့အစုတွေက 4 5 6ဖြစ်နေပါတယ်။ဒါကြောင့်မလို့သူတို့နှစ်ခုရဲ့ A intersection B ရဲ့အစုက4.5.6ဖြစ်ပါတယ်။ဥပမာနဲ့ A ဒီ1နဲ့နိုင်ကြရှိစုံကိန်းများအစုနဲ့ B က h h minus 8 h square plus 12 h equal to 0ဖြစ်ရင် A intersection B ကိုရှာခိုင်းတာပါတယ်။ ဒါဆိုရင် A က1နဲ့9ချမ်းမှာရှိတဲ့စုံကိန်းများအစုဆိုတဲ့အတွက်ကြောင့်မလို့1နဲ့9ချမ်းမှာရှိတဲ့စုံကိန်းစုတွေကဘာဖြစ်ပါမလဲဆိုရင်2 4 8ပါပါမယ်။ဒါဆိုရင် A ဆိုတဲ့စုထဲမှာ2 4 8ပါမယ်။ B ဆိုတဲ့စုထဲမှာပတ်ဝန်းကျင်ကိန်းလုံးကိုသွတ်ဖို့ဆိုရင်ဒီ h2 8 h2 12x ကိုဖြည့်ရှင်းပြရပါမယ်။ဒါဆိုဒီ share တော့က h2 8x2 12x မှာ x ကိုပုံထုတ်ပေးလိုက်မယ်ဆိုရင် 8 square 8x plus 12ဆိုပြီးတော့ကျန်ပါတယ်။ဒီနေရာမှာ teacher တို့က8 square 8x plus 12ကိုစောက်ခွဲကိန်းခွဲပြီးဖြည့်ရှင်းပါမယ်။ဒါဆို x 2တကွင်း x 6တကွင်းဆိုပြီးတော့ရပါတယ်။ဒါဆိုဒီ teacher တို့က x 0တို့မဟုတ် x 2တို့မဟုတ် x 6ဆိုပြီးတော့ဖြည့်ရတယ်။ဒါဆို b ထဲမှာပါဝင်နေတဲ့အစုဝင်တွေက0 to 6ပါ။ဒါဆိုရင် a နဲ့ B ကိုတီချာတို့ကို A intersection B လို့မီးတဲ့အတွက်ကြောင့်မလို့သူတို့နှစ်ခုလုံးမှာဘုံပါဝင်နေတဲ့ကိန်းလုံးကိုကြည့်လိုက်တဲ့အခါမှာ2.6ဖြစ်ပါတယ်။ဒါကြောင့်မလို့ A intersection B ရဲ့အစုက2.6ပါ။ဥပမာတော့ AD အပြည့်စုံကိန်းများအစုနဲ့ BD A/HD HD prefix ဆိုင်ပြတဲ့အပြည့်ကိန်းဖြစ်တယ်ဆိုရင် A intersection B ကိုရှာခိုင်းတာပါတယ်။ ဒါဆိုရင် AD အပြည့်စုံကင်များစုလို့ပြောတဲ့အတွက်ကြောင့်မလို့အပြည့်စုံကင်စုက0ကနေစပြီး0 2 4 6 8 10 12 14 16ရှိတဲ့ဖြစ်သူကဂိမ်းတွေအများကြီးဆက်ရှိနေပါမယ်။ဒါဆိုရင် B ရဲ့အစုကိုဆက်ပြီးတော့ရှာပါမယ်။ B စုကကြတော့သူက X က3နဲ့စလို့ပြတ်တဲ့အပြည့်ကင်လို့ပြောထားပါတယ်။ဒါဆို3နဲ့စလို့ပြတ်တဲ့အပြည့်ကင်တွေက0 3 6 9 12 15 18 21 24အစရှိတဲ့ဖြစ်တော့ဝိုင်းမယ်ဆိုရင်ဒီချက်တော့ကဂိမ်းတွေအများကြီးဆက် ပြီးတော့ရှိနေပါဦးမယ်။ဒါဆိုရင်ဒီချေလို့ရှာခိုင်းတာက A intersection B ကိုရှာခိုင်းတာပါ။ A intersection B ဖြစ်တဲ့အတွက်ကြောင့်မလို့ A နဲ့ B နဲ့အစုနှစ်ခုလုံးမှာဘုံပါဝင်နေတဲ့အစုဝင်တွေကိုရှာလိုက်တဲ့အခါမှာ0 6 12 18 24ဆိုပြီးတော့ဂိတ်နေအများကြီးဆက်ရှိနေပါလိမ့်မယ်။မှတ်ချက်အနေနဲ့က A ရဲ့စုဝင်များက2ရဲ့စာတို့ဂိမ်းဖြစ်ပြီးတော့ B ရဲ့စုဝင်တွေက3ရဲ့စာတို့ဂိမ်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ A intersection B ရဲ့စုဝင်တွေကဒီချက်ကိုကြည့်လိုက်တဲ့အခါမှာ6ရဲ့စာတို့ဂိမ်းတွေဖြစ်နေပါတယ်။ 8.5အစုလုံထုံများ8.5.2အစုများနှောခြင်းအစုအေသို့မဟုတ်အစုဘီတစ်ခုခုထဲမှာပါဝင်နေတဲ့အစုဝင် အားလုံးရဲ့အစုကို A နဲ့ B နှောခြင်းဖြင့်ရရှိတဲ့အစုလို့ခေါ်ထားပါတယ် တည်နာအဖြစ်တော့တည်ချပြထားတဲ့အတိုင်းရေးရပြီး A Union B လို့ဖတ်ပါတယ်။ A union B ကိုပါဝင်နေတဲ့အစုတွေကိုဒီချေတို့ကဖော်ပြကျင်နေဆိုရင် A union B ထဲမှာပါဝင်နေတဲ့ကိန်းလုံးတွေက A ထဲမှာပါဝင်နေတဲ့ကိန်းလုံးဖြစ်ရင်ဖြစ်မဖြစ်ရင် B ထဲမှာပါဝင်နေတဲ့ကိန်းလုံးတွေပဲဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင် AD 13အောင်ငယ်တော့အပေါင်းစုံကိန်းများအစုနှစ် B = A/X belongs to N X less than 20 HD သုံးဖြစ်စာရေးဖြတ်တော့အပြည့်ကင်းဖြစ်တယ်ဆိုရင် A union B ကိုရှာခိုင်းတာပါပဲ။ဒါဆိုရင် A အစုကိုအရင်ရှာပါမယ်။ A စုထဲမှာဆိုရင်တထင်းအငယ်နဲ့အပေါင်းဆိုင်ကင်းနေအစုလို့ပြောထားတဲ့အသက်ကြောင့်မလို့2 4 6 8 10 12ဆိုပြီးတော့ပါပါမယ်။ဒါဆိုရင်ဒီချက်တို့က B ဆိုတဲ့စုထဲမှာပါဝင်တဲ့အစုဝင်တွေကိုရှာမယ်ဆိုရင် B ဆိုတဲ့စုထဲမှာပါဝင်တဲ့အစုဝင်တွေက natural number ထဲမှာလည်းပါရမယ် less than 20လည်းဖြစ်ရမယ်သုံးဖြစ်စာရေးပြတဲ့အပြည့်ကိန်းလည်းဖြစ်ရမယ်ဒါဆိုရင်ဒီချက်တို့က3ရက်နေစမယ် 3691215818မှာအဆုံးသတ်သွားပါမယ်။တန်တိတဲ့ငယ်လို့ပြောတဲ့အတွက်ကြောင့်ဒီချေတော့8ထဲမှာအဆုံးသတ်လပေးလိုက်ပါမယ်။ဒါဆိုရင် A union B ကိုဒီချေတော့တွက်မယ်ဆိုရင် A union B ထဲမှာပါတဲ့အစုကိုရေးမယ်ဆိုရင် A ထဲမှာပါတဲ့အစုဝင်တွေဓမ္မမဟုတ်ရင် B ထဲမှာပါတဲ့အစုဝင်တွေကိုဒီချေတော့ကထည့်ရေးရပါမယ်။ဒါဆိုရင်နှစ်ခုလုံးမှာပါနေတဲ့အစုဝင်တွေကိုပေါင်းပြီးရေးလိုက်တဲ့အခါမှာ 2346910121518ဆိုပြီးတော့ရပါတယ်ဒီနေရာမှာတိချေတို့ကတခုတတိထားရမှာကအစုဝင်တွေမှာနှစ်ခုလုံးမှာပါနေဆိုရင်တစ်ခါပဲရေးပြရပါမယ်နော်8.5.3အစုများချမ်းသာခြင်း difference of two sets အစုအိတ်တွေတွင်ရှိပြီးအစုပြင်ထဲတွင်မပါဝင်တော့အစုဝင်များအလုံးရဲ့အစုကို A နဲ့ B ချမ်းသာခြင်းအစုလို့ခေါ်ထားပါတယ်။တင်ရတဲ့အဖြစ်တော့ဒီချေပြထားတဲ့အတိုင်းရေးရပြီးတော့သူ့ကို A difference B လို့ဖတ်ရပါတယ်။ A difference B ထဲမှာပါဝင်တဲ့အစုဝင်တွေက A ထဲမှာပါတဲ့အစုဝင်တွေဖြစ်ပြီးတော့ B ထဲမှာတော့မပါတဲ့အစုဝင်တွေကိုထည့်ရေးပြရပါမယ်။ A difference B ကို အောက်ပါအဆင့်များနဲ့ဒီချေတို့ကရှာကြည့်လို့ရပါတယ်။အရင်ဆုံးအဆင့်တက်မှာဆိုရင် A ရဲ့အစုဝင်တွေကိုရေးမယ်။အဆင့်တက်မှာဆိုရင်တော့ A အစုဝင်တွေထဲမှာပါနေတဲ့ B ထဲမှာပါတဲ့အစုဝင်တွေကိုဖယ်ထုတ်ပြီးပါမယ်။ အဆင့်3မှာတော့ကျန်ရှိတဲ့အစုဝင်တွေကအစု A difference B ဆိုတဲ့အစုလေးရပါပြီ8.5.3အစုများချန်နယ်ချင်း difference of two sets မှာဆိုရင်ဥပမာအနေနဲ့ဒီချင်းကပြမယ်ဆိုရင်တော့ A equal to 1 2 3 4 5 6 7 B equal to 4 8 12 16ဆိုတဲ့အစုတွေပါနေရဆိုရင်ပထမဆုံးနံပါတ်ကကြီးမှာ A difference B ကိုရှာခိုင်းတာပါ A difference B ကိုတွက်ဖို့ဆိုရင် A စုထဲမှာ ပါဝင်နေတဲ့ B စုတွေကိုဖယ်ပေးရပါမယ်။ဒါဆိုရင် A စုတွေမှာပါဝင်နေတဲ့ B အစုတွေက4တခုပါနေပါတယ်။ဒါဆိုရင်ဒီချက်က4ကိုဖယ်ပြီးတော့ပြန်ရေးရပါမယ်။ဒါကြောင့်မလို့ A difference B က1 2 3 5 6 7ဆိုပြီးတော့ရပါတယ်။ ်နံပါတ်5ခွေမှာဆိုရင်တော့ teacher တို့ရှာခိုင်းတာ b difference ကိုရှာခိုင်းတာပါဒါဆိုရင် b ဆိုတဲ့အစုထဲမှာပါဝင်နေတဲ့ a အစုဝင်ကိုဖယ်ထုတ်ပေးရပါမယ်ဒါဆို b အစုထဲမှာပါဝင်နေတဲ့ a အစုဝင်ကဘာရှိနေလဲဆိုရင်4တခုရှိနေပါတယ်ဒါဆို teacher တို့4ကိုဖယ်ထုတ်လိုက်တဲ့အခါမှာ b difference က8 12 16ဆိုပြီးတော့ရပါတယ်8.5.4ဖြည့်ဘက်အစု complement of a set S ကစကြဝဠာအစုဖြစ်ပြီးတော့ A ကအစုတစ်ခုဖြစ်တယ်ဆိုရင် S difference A ကိုအစု A ရဲ့ပြည့်ပတ်အစုလို့ခေါ်ပါတယ်။တင်ကြတဲ့အားဖြစ်တော့တိချက်ပြထားတဲ့အတိုင်းရေးရပြီးတော့သူ့ကို A prime လို့ဖတ်ပါတယ်။ဒါကိုတိချက်တို့က A prime ကိုဖော်ပြရမယ်ဆိုရင်တော့ A prime ဆိုတာက S ထဲမှာပါဝင်နေတဲ့အစုဝင်တွေဖြစ်ပြီးတော့ A ထဲမှာတော့မပါဝင်တဲ့အစုဝင်တွေကိုရေးရပါမယ်။8.5.4ပြည့်ပတ်အစု complement offer set ထဲမှာပါဝင်နေရ아요ဒီချက်ဥပမာအနေနဲ့ပြရမယ်ဆိုရင် s equal to 1 2 3 4 5 6 7 8 9ဆိုတဲ့အစုဝင်တွေပါတယ်။အဲ့ဒီမှာကျတော့1 3 5 7 9ဆိုတာလေးပါနေဆိုရင်ဒီချက်တော့အောက်ကအစုလေးကိုရှာကြည့်ကြမယ်နော်။ဒါဆိုရင်နံပါတ်ကကြီးမှာရှာခိုင်းတာက a prime ကိုရှာခိုင်းတာပါတယ်။ a prime ဆိုတာက s difference a ပါ။ s အစုဝင်တွေထဲမှာမှမှ a အစုဝင်တွေကိုဖယ်ထုတ်ရပါမယ်။ဒါဆိုရင် s အစုဝင်တွေထဲက a အစုဝင်ဖြစ်တဲ့1 3 5 7 9ကိုဖယ်လိုက်တဲ့အခါကျရင်ကျန်ခဲ့တာက2 4 6ကျန်ခဲ့ပါတယ်။ နံပါတ်ခါခွေးမှာဆိုရင်တော့ A prime intercept A ကိုရှာခိုင်းတာပါ။ A prime intercept A မှာဆိုရင် A prime က2468 A ကကျတော့1357 9သူတို့နှစ်ခုကို intersection လုပ်ထားရင်ဆိုတဲ့အတွက်ကြောင့်ဒီချက်တို့ကတူညီနေတဲ့ဘုံအစုဝင်တွေကိုရှာပြရပါမယ်။ဒါဆိုသူတို့အစုနှစ်ခုမှာတူညီနေတဲ့ဘုံစုဝင်ရမရှိတဲ့အတွက်ကြောင့်မလို့ပိုင်ပါ။ ံပါတ်ခိုင်းငယ်မှာမိထားတာက A prime union A ကိုရှာခိုင်းတာပါအဲ့ A prime union A ကကြတော့ A prime က2468 A ကကြတော့13579 union လောက်ခိုင်းတာဆိုတဲ့အတွက်ကြောင့်ဒီစုနှစ်ခုလုံးမှာပါဝင်နေတဲ့အစုဝင်တွေကိုထည့်ရေးပေးရပါမယ်ဒါဆိုရင်ဒီချက်တို့ရဲ့ထွက်လာတဲ့အစုက1234567 89ဆိုပြီးတော့ရပါတယ် နံပါတ်ကားကြီးမှာဆိုရင်တော့ a prime the whole prime ကိုမေးထားရပါ a prime a prime the whole prime ဆိုတာက s difference of a prime ပါဒါဆိုရင်ဒီချက်တော့ s ထဲကနေပြီးတော့မှ a prime ရဲ့အဖြေဖြစ်တဲ့246ကိုဖယ်ပေးရပါမယ်ဒါဆိုရင်ဒီချက်တော့က246ကိုဖယ်လိုက်တဲ့အခါမှာရလာတာက13579ပါဒါဆိုရင်နံပါတ်ငါမှာရှာခိုင်းတာက pi prime ပါ pi prime ကိုရှာဖို့ဆိုရင် s difference pi ပါဒါဆိုရင်ဒီချက်တော့က s ထဲမှာမှာ ပိုင်ကိုဖယ်ပေးရပါမယ်။ပိုင်ဆိုတာဘလဆူဖြစ်တဲ့အတွက်ကြောင့်မို့ဒီ share ကို S နဲ့နေဖယ်စီရပါမှမရှိဘူးဆိုတဲ့သဘောပါ။ဒါကြောင့်ဒီ share ရဲ့အဖြေက S ကိုပဲပြင်ရပါလိမ့်မယ်။နံပါတ်စာလုံးမှာဆိုရင်တော့ S prime ကိုရှာခိုင်းတာပါပဲ။ S prime ဆိုတာ S နဲ့နေ S ကိုပြန်ဖယ်ရတယ်ဆိုတဲ့အတွက်ကြောင့်မို့ဒီ share ရလာတဲ့အဖြေကဘလဆူပြင်ရပါတယ်နော်။မှတ်ချက်နေနဲ့အထက်ပါဥပမာမှာအောက်ပါကုန်သတ်တွေများမှန်ချောင်းကိုဒီ share ကိုတွေ့ရပါလိမ့်မယ်။နံပါတ်1အနေနဲ့ဆိုရင် A prime intersection A ကပိုင်နဲ့ညီပါရဲ့ နံပါတ်2ကကြတော့ A prime union A က S ရပါရဲ့နံပါတ်3မှာဆိုရင် A prime the whole prime က A နဲ့ညီပါရဲ့နံပါတ်4မှာဆိုရင်တော့ pi prime က S ပါနံပါတ်5မှာဆိုရင်တော့ S prime က pi ဆိုပြီးတော့ရပါရဲ့ဒီချင်းက8.5မှာပုံစံများကိုသက်ကြည့်ကြပါမယ်8.6ကြားပိုင်းများ intervals ကိမင်းပေါ်မှာသက်သက်ဖြစ်တဲ့အမှတ်တွေရဲ့အစုကိုကြားပိုင်းလို့ခေါ်ပါရဲ့ 8.1ကြားပိုင်းပွင့် open interval ဒါဆိုရင် A နဲ့ B ကြားမှာရှိတဲ့အမှတ်အလုံးပါဝင်တဲ့အစုကိုကြားပိုင်းပွင့်လို့ခေါ်ပါတယ်။သင်္ကေတအဖြစ်တော့ဒီချေတော့ A, B နဲ့ဆိုင်တဲ့အစုကိုရေးမယ်ဆိုရင်ဒီဓမ္မပါဝင်နေတဲ့ကိန်းလုံးတွေက A ထက်ကြီးပြီးတော့ B ထက်ငယ်တဲ့ကိန်းလုံးတွေဖြစ်ပါတယ်။ဒါကြောင့်မလို့ A h than A less than H less than B ဆိုပြီးတော့ရေးပါတယ်။ A နဲ့ B တို့ကိုထိုကြားပိုင်းပွင့်ရဲ့အစွန်းမှတ်များလို့ခေါ်ပါတယ်။ ဥပမာအနေနဲ့ -2,3 8 such that -2 less than 8 less than 3ပါဒါကိုကိန်းမြင့်နေနဲ့ဆွဲမယ်ဆိုရင်တော့ -2 နဲ့3ကြားထဲမှာရှိတဲ့နေရာလေးကိုသင်းနေအောင်ဆွဲပြရပါမယ်ဒီနေရာမှာတိချေတို့က -2 နဲ့3နဲ့မညီဘူးလို့ပေးထားရဆိုတဲ့အသက်ကြောင့်မလို့တိချေတို့ဒီနားကအဝိုင်းလေးတွေကအပြည့်ချေပေးစရာမလိုပါဘူး8.2 Java page close interval အစွန်းမှန် A နဲ့ B နှစ်ခုလုံးနဲ့ပါဝင်တဲ့ A နဲ့ B ချမ်းမှာရှိတဲ့အမှတ်တွေအလုံးနဲ့ပါဝင်တဲ့ဂျာပိုင်းကိုကြတော့ဂျာပိုင်းပိတ်လို့ခေါ်ပါတယ်။သင်္ကေတအဖြစ်က A, B ကိုပြမယ်ဆိုရင် A, B မှာမှာ S ဆိုတဲ့မှာပါဝင်နေတဲ့ကိန်းလုံးတွေက x/a less than or equal x less than or equal b ဆိုပြီးတော့ရေးပါတယ်။ပြောချင်တာက a နဲ့ b ကြတဲ့ကိန်းလုံးတွေလည်းဖြစ်တယ်။ a နဲ့ညီတဲ့ကိန်းလုံးလည်းပါမယ်။ b နဲ့ညီတဲ့ကိန်းလုံးလည်းပါမယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ဒါကိုဒီချေတော့ဥပမာလေးနဲ့ပြပြပါမယ်။ ဥပမာဆိုရင် -2,3 မှာမှာ teacher တို့ကဒီအစုတွေမှာပါဝင်နေတဲ့ကိန်းလုံးတွေက h than -2 less than or equal h less than or equal 3ဖြစ်နေပါတယ်။ဒါဆိုရင် teacher တို့က -2 နဲ့3ကြားထဲမှာရှိတဲ့ကိန်းလုံးတွေကို teacher တို့ကခြေပေးရမယ်။ပြီး -2 နဲ့ညီရဆိုတဲ့အတွက်ကြောင့် teacher တို့အဝိုင်းလေးကိုလည်းအပြည့်ခြေပေးမယ်။3နဲ့ညီလို့လည်းပြောတဲ့အတွက်ကြောင့်မလို့3ကိုလည်းအပြည့်ခြေပေးပါမယ်။ 8.3တဖက်ပွင့်ကြားပိုင်းသို့မဟုတ်တဖက်ပိန်ကြားပိုင်းဒီနေရာမှာဆိုရင်တော့ဒီချက်တော့ကအစွန်းမှ A သို့မဟုတ် B တဖက်ဒေတာပါဝင်နေပြီးတော့ A နဲ့ B တို့ကြားထဲမှာရှိတဲ့အမှတ်များအလုံးပါဝင်တဲ့အစုကိုတဖက်ပွင့်ကြားပိုင်းဓမ္မမှွင့်တဖက်ပိန်ကြားပိုင်း half open interval or half close interval ဆိုပြီးတော့ခေါ်ပါတယ်။သင်္ကေတအဖြစ်တော့ဒီချက်တော့က A, B ကိုတဖက်ပွင့်တဖက်ပိန်ဆိုတဲ့အတွက်ကြောင့် ဝိုက်ကွင်းနဲ့တခါတီချေတော့လေးတောင်ဝင်တဲ့တခါပြခတ်ထားပါတယ်ပြီးရင်တော့သူထင်မှာပါဝင်တဲ့အစုဝင်လို့ရေးမယ်ဆိုရင် a such that a less than a less than or equal b ဒါမှမဟုတ်ရင် a ကမှ b ထဲမှာပါဝင်တဲ့အစုကိုနောက်တစ်ခုကကြတော့သူ့ရဲ့အစုဝင်တွေက a such that a less than or equal a less than b ဆိုပြီးတော့ရေးထားပါတယ်ဥပမာသစ် -2.3 ဒီချေတော့ကိုတည်တဲ့ဝင်တခါလေးတောင်ဝင်တခါပေးထားရဲဆိုရင်အတွက်ကြောင့်မလို့ဒီချေတော့က ဒီထဲမှာပါဝင်တဲ့ဂိမ်းလုံးမှာဆိုရင် minus 2 less than 8 less than or equal 3ဆိုပြီးတော့ဖြစ်နေရဲ့ဒါဆိုရင်ဒီချင်တို့ရဲ့အစုဝင်တွေက minus 2တတ်တော့ကြီးပြီးတော့ပြိထက်ငင်မယ်ဒါမှမဟုတ်3နဲ့ညင်ရဆိုတဲ့အသေးပဲရပါမယ်ဒါဆိုဒီချင်တို့က minus 2ထက်ကြီးရဲ့ free thunder ငင်းနေဆိုတဲ့ gain ကိုဒီချက်တော့ဂျာနီယာ gain ကိုအရင်ချင်လိုက်မယ်။ဒါပေမဲ့ဒီမှာပေးထားတာက minus 2ထက်တော့ကြီးရင်ဒါပေမဲ့ trade ညင်းရလဲပါဝင်နေတဲ့အကြောင်း minus 2ဘက်ကဒီချက်တော့အဝိုင်းလေးကိုတော့မချင်ထားဘူး။ free ကိုတော့ဒီချက်တော့အပိတ်ချင်ပေးရပါမယ်။ နောက်တစ်ခုဒီချေကိုထပ်ပြီးတော့ပြရမယ်ဆိုရင်နော်ဒီခေါက်ကဒီချေလို minus 2ဘတ်မှာက4000ဝင်ခတ်ထားပြီးတော့3ဘတ်မှာက white queen ခတ်ထားပါတယ်ဒါဆိုရင်ဒီအသေးပဲလေးက minus 2နဲ့3ရနေမှာရှိပြီးတော့ minus 2နဲ့လည်းညီတဲ့ကိန်းလုံးတွေကိုရေးပေးရပါမယ်ဒါဆိုဒီချေလို game ပေါ်မှာဆွဲမယ်ဆိုရင် -2 ဘက်ကိုဒီချေတော့က -2 နဲ့ညီလို့ပြောရတဲ့အတွက် -2 တစ်ခါတည်းပိတ်ချင်မယ် ပြီးရင်3နဲ့တော့ငယ်ဆိုတဲ့အတွက်ကြောင့်3ဘက်ကိုလည်းဒီချေချင်စရာမလို့သူတို့ channel မှာရှိတဲ့ဂိမ်းလုံးနေတဲ့အကောင်လုံးပိုင်းအတွက်ကြောင့်ဂိမ်းလုံးကြားတဲ့ဒီဂိမ်းကြားတဲ့ကိုလည်းဒီချေတို့ကချဲ့ပေးရပါမယ်။ဥပမာနဲ့အောက်ပါကြားပိုင်းတို့ကိုဂိမ်းစစ်မြင်ပေါ်တွင်ဖော်ပြပါ။နံပါတ်ကကြီးအိမ်မှာဆိုရင် h/ace greater than or equal 1လို့ပြောထားပါတယ်။ဒါဆိုရင်ဒီချက်တို့ဒီအစုတွေမှာပါဝင်တဲ့ဂိမ်းလုံးတွေက1နဲ့ညီညီမညီ1ထက်ကြီးတဲ့ဂိမ်းတွေကိုဒီချက်တို့ကဂိမ်းမျိုးပေါ်မှာဆွဲပေးရမယ်။ဒါဆိုရင်1နဲ့ညီရဆိုတဲ့အတွက်ကြောင့်1ကိုဒီချက်တို့အပိတ်ချင်မယ်။1ထက်ကြီးတဲ့ဘက်ကိုဒီချက်တို့ကဂိမ်းမျက်လေးကိုချိန်ပြီးလိုက်ပါမယ်။ဒါဆိုရင်နံပါတ်ခါခွေလေးစက်ကြည့်ကြအောင်နော်။နံပါတ်ခါခွေမှာဆိုရင်ဒီချက်တို့က B ဆိုတဲ့အစုတွေမှာ ပါဝင်နေတဲ့ကိလုံတွေက8 such that 8 less than 4ဆိုပြီးပေးထားပါတယ်။ဒါကိုဒီရှိတော့ကိမျက်ပေါ်မှာဆွဲမယ်ဆိုရင်4ထက်ငယ်တဲ့အပိုင်းကိုဆွဲပေးရပါမယ်။4ထက်ငယ်ရအောင်ပဲပြောထားရဆိုတဲ့အတွက်ကြောင့်4ကိုဒီချေတော့ကအပွင့်ချေပြီးတော့ဂျန်နဲ့4ထက်ငယ်တဲ့အပိုင်းကိုကိမျက်ပေါ်မှာချေပေးလိုက်ပါမယ်။ နံပါတ်5ခင်မှာမေးထားတာကကြတော့ A union B ကိုမေးထားတာပါ။ဒါဆိုရင်ဒီချက်တော့က A ကိုဖော်ပြထားတဲ့ကိမျက်ပေါ်မှာခြေထားတဲ့အပိုင်းရယ် B ကိုဖော်ပြထားတဲ့ကိမျက်ပေါ်မှာခြေထားတဲ့အပိုင်းရယ်နှစ်ခုလုံးမှာပါဝင်နေတဲ့အပိုင်းတွေအကုန်ယူမှာဆိုတဲ့အတွက်ဒီချက်တော့ကကိန်းစစ်မြင့်ကြီးတစ်ခုလုံးကအဖြစ်ဖြစ်သွားပါတယ်။ဒါကြောင့်မလို့ကိန်းစစ်မြင့်တစ်ခုလုံးကိုဒီချက်ကခြေပေးလိုက်ပါမယ်။နံပါတ်5ကြီးမှာကြတော့ A intersection B ကိုမေးထားတာပါ။ဒါဆိုရင် A intersection B ကိုဒီချက်တော့ကရှာပေးမယ်ဆိုရင် A နဲ့ B နှစ်ခုလုံးမှာပုံပါဝင်နေတဲ့အပိုင်းကိုပဲခြေပေးရပါ ပါမယ်။ဒါဆိုရင်ဖုန်းပါဝင်နေတဲ့အပိုင်းလေးက1နဲ့4ချားတယ်ပါ။ဒါပေမဲ့ तू က1တော့ပါဝင်နေပြောတဲ့အတွက်ကြောင့်1ကိုဒီချက်တော့အပိတ်ချပြီး4ထပ်ငယ်တဲ့အပိုင်းကိုပဲဒီချက်တော့ပေးထားရဆိုတဲ့အတွက်ကြောင့်4ကိုတော့အပွင့်ချပြီးမယ်။ဒါဆိုရင်ဒီချားတဲ့ဂိမ်းလုံးနေရတော့သူ့ရဲ့အဖြေပဲဖြစ်ပါရဲ့။လေ့ကျင့်ခန်း8.6အောက်ပါတို့ကိုအစုတိဆောက်တိပုံစံဖြင့်ရေးခိုင်းထားပါရဲ့။ နံပါတ်ခွေးမှာဆိုရင်ဒီချယ်တို့ကိုပေးထားတဲ့ကိန်းမြင့်ကိုအစုတည်ဆောက်တဲ့ပုံစံနဲ့ပြန်ရေးပါပါမယ်။ဒါဆိုရင်ဒီချယ်တို့ကြီးလိုက်တဲ့အခါမှာ -1 နဲ့3ချမ်းတဲ့မှာရှိတဲ့ကိန်းလုံးနေဖြစ်တယ်။ဒါပေမဲ့ -1 နဲ့တော့ညီပြီးတော့3ထပ်တော့ငင်းတဲ့ကိန်းလုံးဖြစ်ရပါမယ်။ဒါဆိုရင်ဒီချယ်တို့ရေးရမယ့်ပုံစံက8 -1 less than or equal 8 less than 3ဖြစ်ပါတယ်။ နံပါတ်စာလုံးမှာဆိုရင်တော့ဒီချက်တို့ကိုပေးထားတဲ့ကိန်းမြင့်တွေကိုကြည့်လိုက်တဲ့အခါမှာကိန်းစစ်မြင့်တွေမှာဖော်ပြထားတဲ့ကိန်းလုံးတွေက minus 1နဲ့ငယ်တဲ့ကိန်းလုံးဖြစ်ဖြစ်မဖြစ်ရင်3ထက်ကြီးမယ်ဒါမှမဟုတ်3နဲ့ညီတဲ့ကိန်းလုံးတွေဖြစ်မယ်တဲ့ဒါကိုဒီချက်တို့အစုနဲ့ဖော်ပြမယ်ဆိုရင်ဒီထဲမှာပါဝင်တဲ့ကိန်းလုံးတွေကိုအစုဝင်တွေကိုဖော်ပြမယ့်အခါမှာ h such that h less than minus 1 or h greater than or equal 3ဆိုပြီးတော့ရပါတယ်။နံပါတ်3အောက်ပါတို့ရဲ့အဖြေအစုကိုကိန်းစစ်မြင်ပေါ်တွင်ဖော်ပြပါ။ဒါဆိုရင်နံပါတ်စနိုင်မှာဆိုရင်ဒီချက်လို့ပေးထားတာက1 over 3 multiplying by 1 minus h less than 1ဆိုပြီးတော့ပေးထားပါတယ်။ဒါဆိုရင်ဒီညီမြချင်းမှာဆိုရင်ဒီချက်တို့က ညီမချင်းကို1 over 3မှာရှိတယ်ပိုင်းခြေ3လို့အရင်ဖြည့်ရှင်းခြင်းလဲဆိုနှစ်ဖက်လုံးဘာနဲ့မြောက်မလဲဆိုရင်3နဲ့မြောက်မယ်။ဒါကြောင့်မလို့1 minus 8 less than 3ဆိုပြီးတော့ရပါပါတယ်။ဒီနေရာမှာဒီချက်တို့က1ကိုထပ်ပြီးတော့ဒီချက်တို့ကဖြောက်ပေးမယ်။ x ကိုလိုချင်တဲ့အတွက်ကြောင့်1ကိုဖြောက်မဲ့အခါမှာ1ကအပေါင်းဖြစ်နေတဲ့အတွက်နှစ်ဖက်လုံးကိုနှုတ်ပေးမယ်။ဒါဆိုရင်ဒီချက်တို့က minus 8 less than 2ဆိုပြီးတော့ရပါတယ်။ ဒီနေရာမှာ minus x ဖြစ်နေရယ်ဒီချက်လို့လိုချင်တဲ့ x ကိုလိုချင်တဲ့အတွက်ကြောင့်နှစ်ဖက်လုံးကို minus 1နဲ့မြှောက်ပါမယ်နှစ်ဖက်လုံး minus 1နဲ့မြှောက်တဲ့အခါကျရင်ဒီချက်တို့ခုသတိထားမှာကလက္ခဏာကိုဆန့်ကျင်ဘက်ပြောင်းပြရမယ်ဒါဆိုရင်ဒီချက်က minus 1ကိုမြှောက်လိုက်တဲ့အခါမှာ x greater than minus 2ဆိုပြီးတော့ရပါတယ်ဒါဆိုရင်ဒီချက်တို့ကဒီရလာတဲ့ဖြေကိုကိန်းစပြင်ပေါ်မှာဆွဲမယ်ဆိုရင် -2 ကကြီးတဲ့ကိန်းလုံးတွေကိုဆွဲပြရပါမယ် -2 နဲ့မညီဘူးလို့ဒီချက်တို့သိထားရဆိုတဲ့အတွက်ကြောင့် -2 အပွင့်ချပြီးွားတဲ့အခါကျရင်ဒီ ီတီချေတို့ကကျန်တဲ့ minus တူတဲ့ကြီးတဲ့ gain တွေအကုန်လုံးကိုချဲ့ပေးနိုင်ရပါမယ်။၄ချင်းကန်8.0မှာကျန်တော့ပုံစံများကိုတွက်ကြည့်ပါမယ်။ဒီနေ့သင်ခန်းစာဒီလောက်ပဲဖြစ်ပါရဲ့။